အောင်မဲမင်္ဂလာပါမဲနယူးချန်နယ်ကနေအားလုံးကိုကြိုဆိုပါတယ်ဆရောဆာသမားတို့ကျွန်တော်တို့မနေ့ညကပေါ့ဗျာအာဆင်နယ်ကိုကိုရီအိုထရက်ပေါ်မှာပရီးမီယာလိပွဲစဉ်28ကိုကစားခဲ့တယ်ဝမ်ဝမ်နဲ့တည်ကြပြီးတော့ကိုရီအိုထရက်ပေါ်တည်ဒီမဲ့ရောက်ယူနေခဲ့တာပေါ့ဗျာဆိုတော့အဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့နေပြဖြစ်သူရူဘီအမ်ရယ်ကတည်နေရှင်လင်းမင်းအင်တာဗျူးတွေပွေပြီးအချင်းတွေကသူပြောထားခဲ့တယ်အဓိကအပြင်ကတော့ကျွန်တော်တို့ဒီကနေ့မှဆိုဘလူးနေနဲ့ပတ်သက်ပြီးတော့အကြောင်းရင်းနောက်ခံကစားသမားလီနီယူရဲ့တရားရှင်နဲ့ပတ်သက်ပြီးတော့အကြောင်းရင်းပြီးလို့ရှိရင်ကျွန်တော်တို့ ပွေဦးတက်ပေါ့ဗျာဒုတိယပိုင်းမှာဝေလာတဲ့အာဆင်နယ်ကစားသမားဟောင်းကျွန်တော်တို့မဲ့ဆောင်တဲ့အသေးလူကြီးကစားသမားလေးဖြစ်တဲ့အန်ဒီဟေဗန်နဲ့ပတ်သက်ပြီးတော့လေသူပြောထားခဲ့တယ်ဆိုတော့ဒီကစားသမားနေနဲ့ပတ်သက်ပြီးတော့မဲ့ဆောင်နေတဲ့နေ့ပြရူဘီအမ်မွန်နဲ့ဘလို့အကြောင်းရယ်ပြောခဲ့တယ်လို့ဆိုတော့ကျွန်တော်တို့ဆွေးနွေးကြရအောင်စာသမားတွေအောင်မေမင်္ဂလာပါအောင်မေမင်္ဂလာပါပထမအောင်စုပေါ့ဗျာတတိယနောက်ကနေပေါ့အသင်းမှာလက်ရှိယူကြည့်မှုပြဿနာရှိနေသူမင်းအနေနဲ့ထင်နေသလားဆိုပြီးတော့အသင်းနဲ့ပတ်သက်ပြီးတော့သူမေးရတယ် ဆိုတော့ MRE ကပေါ့ဗျာဒါကမူတည်တယ်ပေါ့ကျွန်တော်တို့ယုံကြည်စားပြုနေပြီလို့ကျွန်တော်ထင်ပါတယ်အပွေကစားနေစီအတွင်းမှာကျွန်တော်တို့ပိုယုံကြည်လာတဲ့လုံးနိုင်တယ်လို့လည်းကျွန်တော်တို့ခံစားရတယ်ကျွန်တော်တို့အစဉ်ပြေပြီးတော့ကစားပွဲအတွင်းမှာယုံကြုံမှုတွေပိုတိုးလာနေပါတယ်ပြီးကြတဲ့ကျွန်တော်တို့စပင်မှာကစားခဲ့တယ်လို့ပါပဲခံစားခဲ့ရပါတယ်ပွေကစားခြင်းအတွင်းမှာယုံကြည်မှုနဲ့အရေးသေးတယ်ပိုတုတ်တက်လာတယ်လို့ကျွန်တော်ထင်ပါတယ်ဆိုပြီးတော့တင်းနဲ့ပတ်သက်ပြီးတော့သူဖြေထားတယ်ဒါကိုကြည့်ရလို့ချင်းကျွန်တော်တို့မနေကားပွေးစဉ်ကိုထပ်ပြီးတော့ဒီ စမုတ်ပြန်လို့ရှိရင်ပေါ့ဗျာအသေးအနေနဲ့ချစ်ပွေးစီနေတဲ့ဇာရင်မနေ့ကပွေးစီကကစားသမားတွေကပူပြီးတော့တကယ့်ကိုလိုအပ်နှုန်းကောင်းကောင်းပြနိုင်ခဲ့တယ်ကျွန်တော်ပွေးပြီးသူတွေချင်းမှာပြောသလိုပါပဲကစားသမားတွေကမချုံဖို့အတွက်ဂုမပေးရဖို့အတွက်ကိုဥတည်ပြီးတော့ကစားခဲ့တာတကယ်ပဲကျွန်တော်ကစားသမားတွေရဲ့လိုအပ်နှုန်းပြောင်းမှုကြောင့်တို့တေးဒီမဲ့ရောက်နိုင်ခဲ့တာပေါ့ဗျာပထမဆုံးကျွန်တော်ဥဆောင်ကိုသွင်းခဲ့တယ်48မိနစ်မှာဘလူးနိုရဲ့တကယ့်ကိုကန်ရှယ်ကောင်းတဲ့ အခြေအနေတခုနဲ့ဥဆောင်ကိုရထားပြီးမှဒုတိယဘက်မှာကျွန်တော်တို့ထပ်ပြီးတော့တကူပေးလိုက်ရတယ်။ပွေးပြီးကနေလောက်ထိကျွန်တော်တို့နောက်ထပ်တကူရဖို့အခြေအနေကောင်းခဲ့တယ်။ဒါပေမဲ့လို့အာဆင်နယ်သင်းရဲ့ဒေးဗစ်ရိုင်ယာကလက်ဆင်းပြပုတ်ထုတ်ကာကွယ်နိုင်ခဲ့လို့ကျွန်တော်တို့သိရတယ်။ဒါပေမဲ့ကိုယ့်ရဲ့အုတ်ထုတ်မှုမှာပြီးဆုံးခဲ့တာပါဗျာ။အော်အမိုရီယာတက်ကြည့်ရရင်လေကျွန်တော်တို့နေပြတဲ့အင်းကိုထုတ်ပြီးတော့ရာတီဝဲလောက်မှာပဲအတင်းနဲ့လက်တွေ့ခဲ့တယ်ဆိုတော့ သူ့ကို LRD pressure ပြရတဲ့ပြောလို့ကျွန်တော်မရဘူး။ဘာလို့ဆိုတော့မက်ဆာအုံနဲ့အသင်းနေတဲ့လက်ရှိမှာ MRE အတွက်ဘာမှတိတိကျကျလုပ်ပေးနိုင်ကြခြင်းမရှိသေးဘူး။ဟုတ်တယ်။ဘာလို့ဆိုတော့အခုဇန်နဝါရီဇေကွက်ကာလအတွင်းကိုကြည့်ရရင်လေ MRE ခေါ်ခြင်းရဲ့ကစားသမားတွေဟုတ်တယ်မလား။ရောက်မလာခဲ့ဘူး။ Patriot တို့ကိုရဲ့ Any Heaven ရဲ့ကျွန်တော်လူငယ်ကစားသမားလေး၃ယောက်လောက်ပဲရခဲ့တယ်။ဒီထက်မှအဓိကမက်ဆာအုံနဲ့အသင်းနဲ့ခေါ်ယူနိုင်ခဲ့တဲ့ကစားသမားဆိုရင် Patriot တို့ကိုတယောက်လောက်ပဲရှိတယ်။ ဆိုတော့တင်းနဲ့အင်ဝင်ကြမှာတော့အင်ဝင်ကြချဖြစ်ဖို့ဆိုတော့တော့ကျွန်တော်လိုသေးတာပေါ့ဗျာဘာလို့ဆိုတော့လက်ရှိအင်ဝင်ရဲ့ကစားခွင့်နဲ့တိတိကျကျအမေကဆုံးကစားနိုင်တဲ့ပလေယာကျွန်တော်တို့ကမရှိသေးဘူးအင်ဝင်က343နဲ့ကစားတယ်အဲ့ဒီ343ကိုကျွန်တော်ကစားသမားတွေက လိုက်ပြီးတော့ကစားပြနေစင်မရှိဘူးဒါပေမဲ့လို့တင်းနဲ့အင်ဝင်ကြမှာလဲနောက်ပိုင်းအနေကားတစ်ခုတွေမှာပို့ပြီးတော့ယုံကြည်မှုနဲ့အချင်းနဲ့ကောင်းလာတဲ့သဘောတွေတွေ့ရတယ်ဆိုတော့ဒါကပထမဆုံးဖြစ်တဲ့မေးခွန်းပေါ့ဗျာ နောက်ပြီးတော့ဘရူနီနဲ့ပတ်သက်ပြီးတော့ဒီတတိယနောက်မေးလေးပေါ်မှာအဲမွေးတဲ့အနေနဲ့ပေါ့ဗျာကျွန်တော်ပြောရင်ဒါကပေါ့ဗျာကျွန်တော်အသင်းမှာဘရူနိုလိုကစားသမားတွေပိုလိုအပ်တဲ့သူ့မှာချီရီစီရိုင်းအမြင်အသင်းရှိနေမှုကအရင်ရဲ့ကြီးတွေပေါ့ဘောလုံးနဲ့ရောဘောလုံးမရှိတဲ့အခါမှာလေသူက အရင်ကိုဆုံးပြေးပေးနေပါတယ်ပြီးလို့ချင်းကျွန်တော်အခုဒီယာဒီမှာဆိုရင် မဆောင်တဲ့အသင်းရဲ့ဂိုးပောင်ဝပက်တမ်မူက25ကျင်အထိရှိတာခဲ့တဲ့အတွက်ဘရူနိုလိုကျွန်တော်အသင်းမှာနောက်ထပ်ကစားသမားတွေပိုလိုအဲ့ဒီဆိုပြီးတော့ဘရူနိုကိုချီးကျူးမှုတွေပြောထားခဲ့တယ်။ဒါကိုကြည့်အောင်လို့ချင်းမဆောင်တဲ့အသင်းနဲ့ဘရူနိုကအခုအနေထားလို့မဟုတ်ဘူး။ပြီးခဲ့တဲ့200သိ300သိမှာလဲတကယ့်ကိုလိုရနေတဲ့အချိန်တွေတခုရဲ့အထူးသဖြင့်ပေါ့ဗျာကျွန်တော်တို့လည်းတဲမှကစားနေတဲ့အနေထားမှာလဲသူ့လောက်ကစားပေးနိုင်တဲ့ပလေယာကျွန်တော်တို့မှမရှိဘူး။ချင်းချင်းပြောလို့ချင်း ဘရူနိုဖာနန်ဒက်ကိုအနာပေးသေးတာကြားလာပြီတကယ့်ကိုပွေးပဲနေပြီဒါပေမဲ့လို့ဘရူနိုနေရာမှာဘသူ့ကိုကစားမလဲဘရူနိုလောက်ကြက်ခံမှုဘသူပြောရလဲမဲဆောင်နေတဲ့အသင်းမှာအခုဒီယာတီမာဆိုရင်စာသမားတို့ရဲ့ဘရူနိုရဲ့ဖြစ်တည်မောတွေတောက်ကန်မောတွေအမြင်မောတွေဟုတ်တယ်မလားဖန်တီးပေးမှုတွေကမဲဆောင်နေတဲ့အသင်းရဲ့ဂိုးပါဝင်ပတ်သက်မှုအနိုင်ရလုမှုတွေကဘရူနိုဖာနန်ဒက်နဲ့လုံးဝဆက်စပ်မှုရှိတယ်ဒါကိုကျွန်တော်တို့ပြောရင်ဒါအမူရရှိကျူတာတဲ့ကိုပို့ပြီးတော့ဘရူနိုဖာနန်ဒက်ကအချိန်နဲ့ကောင်းခဲ့တယ် တရားဒီလုံးလုံးမှာဘလူးနိုဖာတဲ့နေနဲ့ဒန်ပြဿနာကြုံခဲ့တဲ့နေ့တွေအင်ဂျူရီပြဿနာဖြစ်တဲ့နေ့တွေအသင်းနဲ့တူတူပွေထွက်ပါဝင်မှုမရှိတဲ့နေ့တွေဆိုတော့ဒီလိုကစားသမားတယောက်ကအသေးမှကေဗရီဖြစ်နေပြီးတော့နောက်ထပ်ပလေယာတွေကလည်းဘလူးနိုလိုကစားပြနိုင်ဖို့ကျွန်တော်လိုအပ်တယ်အမွေပြောလို့လိုပါပဲဘလူးနိုနဲ့အသေးပေါ်မှာထားရှိတဲ့အချိန်တွေကတခြားကစားသမားတွေမှာကျွန်တော်မှမရှိဘူးချင်းချင်းပြောလို့ရှိရင်အသေးအတွက်ပေးစဲမှုပြီးလို့ရှိရင်ဟိုကစားတဲ့နေတာတခုမှလည်းအဲ သူရဲ့ဇီယိုက်တွေပေါ့ဗျာကောင်းမွန်တဲ့အရှင်တွေတခုတွေကတခြားသော ကစားသမားတွေမှာလည်းကျွန်တော်ရှိသင့်တယ်ကျွန်ရင်တဲ့သဘောတရားကပေါ့ဗျာဘရူနိုတယောက်တည်းကောင်းလို့မရဘူးဂျန်နီကစားသမားတွေကလည်းဘရူနိုလိုခြေစမ်းပိုက်တဲ့ performance တွေကစားပုံတွေ quality တွေစုံစမ်းကျွန်တော်တို့ check ခဲ့မှုပါဘရူနိုလိုကောင်းမွန်ဖို့လိုတယ်ဒါမှပဲကိုရီးယားအသင်းနေနဲ့အမေရိကန်ဆုံးဖြစ်မှာအခုနေတာကတွေးပါတယ်အသင်းမှာကဘရူနိုတယောက်ကောင်းရင်၁၀ယောက်ကမကောင်းဘူးဟုတ်တယ်မလားကစားသမား30ရှိရင် နှစ်လောက်ကမကောင်းဘူးအဲ့ဒီနှစ်ဆယ်တည်းမှာနောက်ထပ်ဆယ်ယောက်ကလည်းမသေးကြဘူးကျွန်တော်အသိနေနေပေါ့ဗျာတင့်ညင်လဲညင်နဲ့ကစားသမားတိုင်းရဲ့ပင်ကိုဆွေးရဲပြီးလို့ချင်းတူဦးချင်းကြော်ပြမှုအသေးလိုက်စုပင်မှုနားလည်မှုကအမြဲတမ်းကျွန်တော်တို့မလိုအပ်တယ်ဒါမှပဲအသင်းတစ်ခုတည်ဆောက်နေတဲ့ခြေနေတစ်ခုမှာကောင်းမွန်တဲ့ရလဒ်တခုကျွန်တော်ထုတ်ပေါ်လာမှာခုဘလူနိုကလည်းပဲမက်ဆာအုံနဲ့အတင်းနဲ့ကစားနေနေတာတခုမှာတကယ့်ကိုစိတ်ပဝင်စားပြီးတော့တကယ့်အရေးကြီးတဲ့ဂိုးတွေမနေ့ကစင်ကြီးကိုစဉ်းစားချက်ဒီကိုက လောက်တော့ကောင်းမှန်လေဘလောက်တော့ကန်ချက်ကောင်းလေခေယုံချက်တွေယုံကြည်မှုတွေဒီလိုမျိုးချိနေရမှာတခြားကစားသမားတွေစီမှာလေဆိုတော့ဒါကအမ်မွန်ရဲ့အနေနဲ့ပေါ့ဗျာဘရူနိုဖာနဲ့နည်းနည်းပတ်သက်ပြီးတော့မနေ့ကကစားခဲ့တဲ့အချိန်တွေကချေပွေးစီတွေကသူရဲ့ရာလဲဆွဲဆောင်ရေးတွေကိုဟောခဲ့တဲ့အချိန်တွေတခုပေါ့နောက်တစ်ခုကျွန်တော်ဒီလင်နီယိုရဲ့တန်ရာအချိန်နည်းနည်းပတ်သက်ပြီးတော့ဘလို့ရှိနေရှိလေပေါ့ဗျာဒီတော့ကဘလို့ရှိအနေနဲ့ပဲပွေးဦးတဲ့အချိန်တွေဘလို့ရှိခဲ့တဲ့ဆိုပြီးတော့ဒီတော့ကမေးထားတယ် ဆိုတော့ဒါကိုအမွေဘောဗျာအဒီဟေဘေကအရင်ကိုစေးရေးလဲပါပဲတခါတလေမှာအသူစေးရေးလဲဖြစ်နေပုံရတယ်ဒါပေမဲ့အကျွန်တော်တို့အသေးမှာပေါ့ဗျာနောက်ထပ်ကောင်းမွေတွေကစားသမားတယောက်ချိနေပြီလို့ကျွန်တော်တို့ထင်တယ်။ဒါကြောင့်အခုအချိန်မှာဒီကစားသမားအနေနဲ့တပွေးတာရှိသေးတယ်။သူရဲ့ကစားဖို့တွေကိုနောက်ပွေးတွေမှာထည့်ပြီးတော့အကောင်းဆုံးမြင်ပြရဖို့ကျွန်တော်ရှိနေတယ်။လီနီယူအနေနဲ့ပတ်သက်ပြီးလို့ကတော့သူရဲ့တန်ရာပြဿနာကခြေထောက်မှာတန်ရာနေငယ်ချိကြတဲ့အတွက်ကျွန်တော်တို့နည်းနည်းစိတ်ကူးမိတယ်။ ဒါပေမဲ့အသေးစားတော့ကျွန်တော်တို့မသိရသေးဘူး။တောက်ကြနေမှာကစားမေးယူပါလေပွေးစီမှာသူပါဝင်နိုင်မလားဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ဆိုပြီးတော့ဒီကစားသမားနှစ်ယောက်နဲ့ပတ်သက်ပြီးတော့ MOL ကပြောထားခဲ့တယ်။ကျွန်တော်တို့ပထမအောင်ဆုံးကျွန်တော်လီနီယူရဲ့တရားရှင်နဲ့ပတ်သက်ပြီးတော့ကြည့်ရလို့ချင်းကျွန်တော်မေဇာဝင်တဲ့အသေးတက်ကိုလုံမောက်ကိုရှင်းနေမကောင်းပါ။ဘာဖြစ်ဆိုတော့ယူရိုအနေနဲ့ပထမပိုင်းကနေကနေသူလူစားလေးပို့တဲ့အချက်ပြနေတယ်။ဒါပေမဲ့လို့ကျွန်တော်တို့မှာ အာလူစားပြောင်းလဲမှုအဲ့လိုတိမရှိတဲ့အတွက်ဒီကစားသမားကိုပထမပိုင်းအထိကျွန်တော်အသုံးပြုခဲ့တယ်။ဒီရပိုင်းစားပြီဆိုတာနဲ့အဲ့ဒီဟဲပဲနဲ့ကျွန်တော်လူစားပြောင်းလဲမှုလုပ်လိုက်ရတယ်။ဆိုတော့ကိုရီးယားအသင်းအနေနဲ့ပေါ့ဗျာအင်ဂျူရီပြဿနာကပြန်မလာနိုင်သေးတဲ့ကစားသမားတွေရှိနေရင်ဒါနဲ့နောက်ထပ်ကျွန်တော်လီနီယူကတရားပြဿနာဖြစ်သွားတယ်ဆိုတော့အသင်းအတွက်ကတော့တကယ့်ကိုစိတ်ပူမိနေဒီကစားသမားအတွက်ကလည်းစိတ်ပူမိနေဘာလို့ဆိုတော့ကျွန်တော်ယူနိုက်တက်အသင်းကစားသမားတွေကတရားပြဿနာဖြစ်ပြီဆိုရင်တော်ရုံတန်ရုံနယ်လန်ထလာပြီးတော့ ကောင်းမတဲ့ရှင်တွေတခုကျွန်တော်တို့မရှိဘူးအဓိကအားထားရတဲ့လီဆန်တို့မာတီနက်တို့ရာသီတရာသီခွေးလောက်ကျွန်တော်အနာပြယာဝရှိနေတယ်ပြီးလို့ရှိရင်ကျွန်တော်တို့လူရှော်တို့မေဆန်မောင်တို့ကိုဗီမိုင်နူတို့အမဲဒီယာလိုတို့တက္ကသိုလ်တော်မှလည်းအများကြီးရှိနေတယ်ဒီထင်းမှဆိုရင်နောက်ခင်ဆန်တဲ့ဘက်ကပို့ပြီးတော့ရေးကြည့်တယ်ကျွန်တော်တို့မှရွေးချယ်ခင်မရှိဘူးဆိုတော့အမွေကလည်းတိတိကျကျတော့မသိသေးဘူးတောက်ကြတဲ့မှာကစားမဲပွေးစီမှာဒီကစားသမား အချင်းနဲ့ပတ်သက်ပြီးတော့ပေါင်းဝင်လာနိုင်မလားဆိုတော့စောင့်ကြည့်ရမယ်ပေါ့ဗျာပြီးလို့ရှိရင်အေဒီဟင်းမင်းနဲ့ပတ်သက်ပြီးလို့ကတော့ဒီကစားသမားအနေနဲ့မဆောင်နေတဲ့အသင်းကိုရောက်တဲ့စေးရည်လေးနဲ့သူပေါင်းဝင်ပွတ်ထုတ်တယ်တကယ်လည်းပဲအသင်းတော်ကိုကောင်းမွန်တဲ့အချင်းတကူသူမှရှိနေတယ်နောက်ပွေးစီတွေမှာဆိုရင်ဒီကစားသမားစီကနေကောင်းမွန်တဲ့ကစားပွဲတွေကျွန်တော်မြင်တွေ့လာဖို့ရှိနေတယ်အဲ့လိုမျိုးအေဒီဟင်းမင်းနဲ့ပတ်သက်ပြီးတော့ဟိုပြောထားခဲ့တယ်ဆိုတော့အစနေတဲ့ရင်လူကကစားသမားလေးမင်းငေါပွေးစီမှာဆိုရင်ဒူရီယာပိုင်းပွေးထုတ်လာတယ်နော်ဘလော့တော့ကောင်းလိုက်လေ စီနီယာကစားသမားတွေနဲ့ဆိုစီနီယာကြီးကွာတယ်စီနီယာကစားသမားတွေကတော့အဲ့ဒီလူငယ်ကစားသမားလေးခြေပြားတောင်မင်းတို့မမီဘူးအဓိကပေါ့ဗျာကစားဖို့ကောင်းတဲ့အထက်ကိုစိတ်တဲ့ quality ကပို့ပြီးတော့ကောင်းမွန်နေရမှာ။ခုကစိတ်တဲ့ဘက်ကအသေးနဲ့တူတူမကစားရှင်တူတူလို့ကစားရှင်တူတူလို့ဘောလုံးရလာပြီဆိုရင်လေစမျိုးတို့ကြည့်ပါလား။သူနဲ့ဘောလုံးနဲ့ရေသူဖြစ်နေသလားမသိဘူး။ဘောလုံးရလိုက်မယ်ဆိုဘုံတိုက်ကန်ပလိုက်ပြီ။ဒီကိုဒါလာတော့ ဆိုတော့ဒီလိုကစားသမားတွေနဲ့အခုအာဆင်နယ်အသင်းကနေကျွန်တော်လူငယ်ကစားသမားလေးခေါ်ထားတယ်။မနေ့ကအပွဲစီမှာဆိုသူရဲ့အသင်းနဲ့အတူတူကစားခဲ့တယ်။ကို United အသင်းဘက်ကအမေရိကန်ဆုံးနဲ့ကစားခဲ့တယ်။ချင်းတုတ်တဲ့နေရာမှာချင်းတုတ်ပလိုက်တယ်။အင်ဂျင်ဘက်ကဖြစ်တုတ်တဲ့နေရာမှာဖြစ်တုတ်ပလိုက်တယ်။ပေးဖို့တဲ့နေရာမှာအတိအကျပေးဖို့တယ်။ဆိုတော့တကယ်လို့မရပါဘူးဗျာ။လီနီယူမပောင်းဝင်လာဘူးဆိုရင်နောက်ပိုင်းပွဲစီတွေမှာအင်ဂျင်ဘက်ကတေချာပေါင်းပောင်းဝင်လာဖို့ကျွန်တော်ရှိနေတယ်။ကျွန်တော်ကရွေးချယ်ခင်မရှိဘူးလေ။စောစောကပြောသလိုပါပဲ။မောင်လူရှော့တို့ တန်ရပြဿနာကူးနေရကနေထည့်ပြီးတော့တန်ရပြဿနာကြုံခဲ့ရတယ်။ဒီကစားသမားကိုကျွန်တော်မျောလို့လို့မရတော့ဘူး။ကိုင်းလေးကမေဆန်မောက်တို့နားမလည်နိုင်ဘူးဒီကစားသမားနဲ့ပတ်သက်ပြီးတော့ဆိုတော့ပြောနေတာကပေါ့ဗျာလီနီယူရဲ့တန်ရအချင်းနဲ့ပြည့်ထည့်မှုရှိခဲ့လို့လာမင်းတောက်ကြံနေယူပါလေပွေးစီမှာမပါဝင်ခဲ့ဘူးဆိုရင်အနေနဲ့ပဲကတေချာဖို့ပါဝင်လို့ရှိနေတယ်။ကျွန်တော်အသိအနေနဲ့အဓိကကစားသမားတွေတန်ရပြဿနာကြုံနေရတဲ့နေရာတကူမှာဗီတာလီနီလိုတယောက်ပဲရှိတဲ့အရင်မှာဂျူနီအီဘယ်တို့ဆိုတာကလည်းတန်ရပြဿနာရှိနေတဲ့အတွက် အဲ့ဒီဟဲမဲကိုကျွန်တော်အဓိကပွေးထုတ်မလားဒါမှမဟုတ်လို့ရှိရင်မနေ့ကပွေးစီလိုပဲဒုတိယပိုင်းအချိန်တကူကြည့်ပြီးတော့ဗီဒီယိုလေးလေးလို့အသုံးပြုပြီးတော့အဲ့ဒီဟဲမဲတို့ကိုပွေးထုတ်လာမလားဆိုတာကျွန်တော်ကြည့်ရမှာပေါ့ဗျာကျွန်တော်ကတော့ပေါ့ဗျာတကယ့်ကိုစိတ်ပူမိတဲ့လီနီယူရဲ့တန်ရရှင်နဲ့ပဲသပြီးတော့အများကြီးမဖြစ်ပါစေလို့ပဲကျွန်တော်မျှော်လင့်ရမှာဘာလို့ဆိုတော့ပထမပိုင်းကလေးကနေဒီကစားသမားကလူစားလေးပါလူစားလေးပါတောင်းဆိုထားတဲ့အချိန်တကူကြည့်ရလို့ရှိရင်တန်ကနည်းနည်းပြေးထင်မှုပေါက်တယ် MW က တိတိကျမသိဘူးလို့သူပြောတယ်ဆိုပေမဲ့ဒီကတဲ့ကြည့်ရလို့ချင်းလီနီရွေးတန်ရရှင်တွေကမကောင်းဘူးဆိုတော့ကြည့်ရမှာပေါ့ဗျာဆိုတော့ဆောသမားတို့ဒီရှင်နေနဲ့ပတ်သက်ပြီးတော့ညီကတို့ဘလို့ထင်မြက်ရှိတယ်ဒါကတော့အမွေနေနဲ့မနေကအရှင်နဲ့ပွေးစီမှာကစားခဲ့တဲ့ရှင်နေနဲ့ပတ်သက်ပြီးတော့ပေါ့ဗျာကိုတင်ရကစားသမားတွေတရားရှင်တွေပြီးလို့ချင်းဘူနိုရေးဆွမ်းဆော်ရေးတွေကိုပွေးပြီးအင်တာဗျူးမှာသူဖြေထားခဲ့တာပေါ့ ကျွန်တော်တို့ကတော့လာမယ့်တောက်ကြံနေ့မှာယူပါလေပွေးစင်နေတာတခုရဆိုရင်လူစင်းကတော့ပြောင်းလဲလာဖို့ရှိနေတယ်ဒီတိုင်းဆိုရင်ဘာလို့ဆိုတော့မနေ့ကကစားခဲ့တဲ့စီရရောက်ရလေကောင်းကောင်းအလုပ်လုပ်နိုင်ခဲ့တယ်သို့ပေမဲ့လို့မနေ့ကပွေးစင်လိုမျိုးနောက်ပွေးစင်တွေမှာဒီကစားသမားတွေခြေဆမ်းပိုက်တွေကောင်းဖို့ဆိုတော့ကျွန်တော်ယူကြည့်လို့မရဘူးခြေဆမ်းပိုက်တစ်ချက်ကိုသူတို့ရဲ့စီရပိုက်ဆိုင်ရာတွေကအကောင်းမွန်ဆုံးဖြစ်နေဖို့လိုတယ် ဒါမှပဲကျွန်တော်တို့နောက်ပွေးစဉ်တွေကအဲရွေးချယ်ခွင့်မရှိတဲ့ရှင်တွေဒီခုမှဒီကစားသမားတွေကိုကျွန်တော်တို့ထည့်သွင်းလာနိုင်အကောင်းဆုံးဖြစ်မှာနောက်တစ်ခုအခြေသေးတဲ့ကျွန်တော်တို့လူဆောင်ဝင်လာတဲ့ regiment ဝင်လဲအခွင့်အရေးတွေရတယ်နော်အဲ့ဒီအခွင့်အရေးတွေကိုဒီကစားသမားအသုံးမချနိုင်ခဲ့ဘူးဆိုတော့ဝင်လဲအလင်းတွေကလည်းနောက်ပိုင်းပွေးစဉ်တွေမှာခြေစင်းတွေပျောက်လာတယ်ခြေစင်းတွေကျလာတယ်စကစီတက်တောင်ပို့ပြီးတော့ဆိုးသွားလာတယ်စကစီကကျွန်တော်တို့အချင်းတကူကောင်းလာတယ်ဆိုတော့ ကျွန်တော်တက်ဆီဘိုင်းမှာပေါ့ဗျာအထောင်နေရာမှာရေးချင်ပြီဆိုရင်တော့ဟိုရင်လည်းအချိန်နဲ့မကောင်းတဲ့အနေအထားတစ်ခုမှဆိုရင်စူစူအစစ်ကူကိုပဲပွေးထုတ်တင်နေလို့ကျွန်တော်ကတော့မြင်နေအယူပါလဲအနေအထားတစ်ခုမှဆိုရင်ကိုကြီးအိုထရက်ပေါ်မှာကစားဖို့ဆိုပေမဲ့လို့သူတို့ရဲ့အင်ခွင်မှာဝဲဝဲနဲ့တည်ကြတာကြီးတယ်ဒါအချိန်နဲ့မကောင်းဘူးကိုကြီးအင်ခွင်မှာအမေကန်စုနဲ့နိုင်ဖို့လိုတယ်ပြီးမှပဲနောက်တစ်ဆင့်ကျွန်တော်တို့တက်ဖို့ကိုအခွင့်ရရမှာပေါ့ စောင့်ကြည့်ရမှာပေါ့ဘလူတွေအဲမွေးနေနဲ့ကစားသမားပြောင်းလေးတွေမှာတုံးတော့မလို့ဆိုတာစရစာသမားတွေဒါကမေဆာအောင်နဲ့တဲ့အစ်နေနဲ့မင်းညာကိုရီအုတ်ထရပေါ်မှာပရီးမီးယားလိပွေးစဉ်20ချီဖြစ်အာဆင်နယ်ကိုလက်ခံကစားတဲ့အနေထားတကူမှာဝင်ဝင်နေတည်ကြခဲ့တယ်အဲမွေးကအစ်နေပြသက်ပြီးတော့ကစားသမားတွေတန်ရာရှင်တွေကို ကျွန်တော်တို့ပြောထားခဲ့တဲ့အနေအထားတစ်ခုပေါ့ဗျာအဲဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ကြည့်အားပေးတဲ့ညီကိုဒူဒီယောရေးတိုက်ကိုကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုမှာပြင်ပြကြအောင်မဆောင်နေတဲ့ပြည်သက်ဒူဒီယောရေးတိုက်စေးချက်တိုင်းကြီးကိုယ်ယူချက်မှချင်းနဲ့အရာပြည့်စုံနိုင်ကြပါစေကြောင်းကျွန်တော်ကိုဝေးစောကနေစတောပေးလိုက်ပါတယ်အဲ లై အန်စခရိုင်လေးနဲ့မလိုပါသေး లై အန်စခရိုင်နဲ့ notification ကောင်းလုံးလေးကိုတည်တာပြီးတော့ဒီနေ့တဲ့အတင်းနဲ့ပတ်သက်တဲ့သတင်းတွေကိုမလိုတဲ့ကြည့်ကြည့်အားပေးနိုင်ဖို့အတွက်ဆိုရင်ဒီ channel လေးကိုမဆောင်နေတဲ့ဖန်များ join ပေးကြဖို့ကျွန်တော်တောင်းဆိုပါတယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲ okay ပါ